ပညာမတက်ပေမဲ့လေတောင်းအေကနဲ့တိန်တောင်းချီတတိကြီးဖြစ်လာခဲ့တဲ့ဦးမျိုးတန်။ဦးမျိုးတန်ကတော့အသက်80ကျော်ဝန်းကျင်အရွယ်မှာမှသူ့ထက်အများကြီးငယ်တဲ့အမျိုးသမီးငယ်ငယ်ချောချောလေးကိုယူပြနိုင်လို့ဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့တာဖြစ်ပါလေ။အသက်20ကျော်သာရှိသေးတဲ့မအီမွန်ကိုဦးမျိုးတန်ကစီးစိမ်တွေပုံဩကာတင်တောင်းခဲ့တာပါ။အသက်ကြီးမှသမီးအရွယ်မိန်းကလေးကိုယူနိုင်တဲ့အတွက်ဦးမျိုးတန်ကိုတော်တော်များများကအားအားတင်းကြပါလေ။ ခုဆိုရင်ဦးမျိုးတန်းတို့အိမ်တော်တက်ကနှစ်နှစ်ဝင်းကျင်ရှိနေပြီဖြစ်တယ်လို့အမသမီးလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်နေပါပြီ။အမသမီးလေးတွေကလည်းရှိလာပြီဖြစ်တဲ့အတွက်ဦးမျိုးတန်းကသူတို့မိသားစုနေဖို့အိမ်ကိုလည်းလေးတဲ့တိုက်ကိုမှဟိုတယ်ကြီးလိုစောက်ထားခဲ့တာဖြစ်ပါတယ်။ခီးနေအောင်စောက်ထားတာဖြစ်တဲ့အတွက်လူတိုင်းအားကြရတယ်လို့ဦးမျိုးတန်းကအဲ့လောက်တောင်ချမ်းသာလာလို့အံ့အားသင့်နေကြတာပါ။ဦးမျိုးတန်းရဲ့ချမ်းသာကြွယ်ဝမှုတွေကတော်ရုံလူတွေလိုက်မမီနိုင်လောက်အောင်ချမ်းသာရဲ့အပြင်တကယ်တထည်ကြီးစည်ရင်းဝင်နေရပါ။ ဒီလိုရေချမ်းသာဦးမျိုးတန်းတယောက်ဘာရီများလုပ်လဲဆိုပြီးတော့အံ့အားတင်းကြရလေရှိပါ යි တကယ်တော့ဦးမျိုးတန်းကတခြားထူးခြားတဲ့အလုပ်မျိုးလုပ်တာမရှိပါဘူးဦးမျိုးတန်းကလယ်သမားအနေနဲ့ကြီးပြင်းလာခဲ့ရတာဖြစ်ပြီးတော့လယ်သမားအလုပ်ကိုသာဒီဇိုင်းမဲမဲလုပ်နေခဲ့ရဖြစ်ပါ යි ဦးမျိုးတန်းကနေမှာကြီးလာခဲ့ရဖြစ်ပြီးတော့လယ်တထေးအနေနဲ့ကြီးပြင်းခဲ့ရမဟုတ်ပါဘူးဒါမဲ့လယ်သမားအနေနဲ့သာကြီးပြင်းခဲ့ကအစတုန်းကသူ့ပိုင်ဆိုင်နာဆိုရင်လေကသုံးဧကသာရှိပါ යි နွားအလေတရှင်းသာရှိခဲ့ရမှုဒါမဲ့လယ်သမားလေးအစင်သာဖြစ်ပါ යි ။ဦးမျိုးတန်းရောင်ငေးစီကလေးကအတန်းပညာလည်းမသိခဲ့ရပါဘူး။ကျောင်းလေးမတက်ရပေနဲ့လေအလုပ်ကဒါဒီဇိုင်းမမတ်လုပ်ခဲ့တာပါ။ကျောင်းမနေခဲ့ရပေမဲ့ဘဝရဲ့ပညာရေးကိုတက်ကြွကစနစ်တကျစူးစမ်းနေခဲ့တာပါ။ဒါကြောင့်မို့ဦးမျိုးတန်းကနေအင်းငယ်တွေ့မှာပဲပတိန်ကြီးမျိုးနယ်တဝိုင်းမှာအောင်မြင်တဲ့လေလုံငန်းရှင်ကြီးဖြစ်လို့နေပါပြီ။ပတိန်ကြီးနယ်တဝိုင်းမှာဆိုဘေးနီယာကူပဲလက်ညှိုးထိုးထိုးဦးမျိုးတန်းရဲ့လေကွက်ကြီးဖြစ်လို့နေရပါ။ရဲအေးကားတွေကိုရှားကြည့်ပိုင်ဆိုင်ထားကနွားရီဆိုလည်းအများပြားကိုပိုင်ဆိုင်လာတာပါ။ဦးမျိုးတန်းကလေအလုပ်ကိုချစ်တဲ့အတွက် အလုံးလုံးရင်လည်းဒေတာလေးကိုလုတ်ပါတယ်။2012ခုနှစ်မှာဆိုရင်တနိုင်ငံလုံးမှာအထက်နှုန်းအကောင်းဆုံးစုကိုရရှိခဲ့တာပါ။2013စိုက်ပျိုးရေးစပါထုတ်လုပ်မှုစံပြစုကိုရရှိခဲ့ပါသေး။ဒါအပြင်2014မှာလေထိုင်းနိုင်ငံကပြီးတဲ့စုလည်းအများကြီးကိုရရှိသလိုမြန်မာနိုင်ငံမှာစံပြတောင်သူအဖြစ်လေစုတွေရရှိခဲ့သေးတာပါ။တောင်တက်ဖို့လည်းအဆင်မပြေသလိုမတက်နိုင်ခဲ့တဲ့အတွက်ဖုန်ကြီးတောင်းမှာဝါရင်းတုံးလကိုရင်ဝတ်ပြီးထွက်ခဲ့ရရပါ။ကိုရင်ဝတ်ပြီးအသက်15နှစ်အရွယ်ကစားကလေအလုတ်ကိုစားလုပ်ခဲ့ရဖြစ်ပါသေး။ လေသမားအလုပ်ကိုကျင်းပနေပြီးဖြစ်တဲ့အတွက်အမြင့်ဆုံးတိုးတက်လာခဲ့တာပါ။ရာသမြငွေတွေကိုမတုံ့ချုံမင်းနဲ့ဦးမျိုးတန်းကဒီဇိုင်းမတ်မတ်ကိုစုခဲ့ရပါ။စုတာတော်တဲ့အတွက်လေအိတ်ကရီတိုးလာတယ်လို့စက်တွေကအစားတိုးလာခဲ့တာပါ။လေထွန်ဆက်ဆိုရင်၃စီ၊ရိတ်သိမ်းချွေဆက်ဆိုရင်၂စီ၊ဘဖိုးဆိုရင်လည်းအစည်းရေအများကြီးပိုင်ဆိုင်နေပါပြီ။လေမြေတွေတွေမကတော့ပဲနေပြောင်းမှုနဲ့တခြားသီးနှံမျိုးစုံစိုက်လို့ရတဲ့ခြံတွေကအစားအများကြီးပိုင်ဆိုင်လာခဲ့ပါတယ်။ဦးမျိုးတန်းအချမ်းသာပြီးမြေလေတုံးချုံနာမျိုးလုံးဝမရှိပါဘူး။ လူမျိုးဘဝကလေးကအတုံးဖြုံးဆိုရလေနေခဲ့တယ်လို့မျိုးတဲ့လက်ဖက်ရည်ဆိုင်နာဝင်မထိုင်ပါဘူး။ငွေအပေါ်ကုန်မဲ့အရာတွေဘာမှမလုပ်ဘဲစူဆောင်းကနေထိုင်ခဲ့တာပါ။ဒီရဲ့အကျိုးရလက်ကိုဇနီးနဲ့တမီးနှစ်ယောက်ကခံစားနေရတာပါ။အတန်းငယ်တဲ့ဇနီးချောလေးကိုလက်ထပ်ပြီးတဲ့အချိန်မှာတော့လူအပ်တာအလုံးချီးစီးပေးနေရဖြစ်ပါရည်။ဘဝကိုတုံညာဆားခဲ့ဦးမျိုးတန်းအောင်အားကြလာဆိုတော့ပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။